ေတ္တာဆိုတာတတ္တဝအားလုံးရဲ့ပုံမှာချမ်းသာစေခြင်းနဲ့စိတ်ကလေးထားတာအမေတ္တာဆိုတာတတ္တဝတွေကိုချမ်းသာစေခြင်းနဲ့စိတ်ကလေးကိုမေတ္တာလို့ပြောတာဟုတ်လားမြမာနဲ့လို့တတ္တဝဟူသည်မြတ်ဘေးရန်ကင်းကွာကိုယ်စိတ်မပြားကြမ်းမချမ်းသာကြပါစေလို့စိတ်ပါလက်ပါတတ္တဝတွေရဲ့ပုံမှာဘေးရန်ကင်းစေခြင်းနဲ့စိတ်ဇမ္မာရေကောင်းစေခြင်းနဲ့စိတ်နှလုံးစေဝံငြိမ်းအေးစေခြင်းနဲ့စိတ်ကလေးထားရတယ် မေတ္တာစိတ်ကိုထားတဲ့နေရာမှာကိုရင်းစာစိတ်ကလေးနဲ့ကြိုးစားရတယ်။ကိုဘလောက်ဘေးအန္တရာယ်ကင်းကျင်လို့ဘေးဒီအန္တရာယ်တွေမတွေ့ကျင်ဘူးမကြုံကျင်ဘူး။ကိုဘလောက်ကျန်းမာရေးကောင်းကျင်လို့ကိုဘလောက်စိတ်ချမ်းသာကျင်လို့ကိုကိုကိုပြန်စစ်ကြည့်ပေါ့နော်။အဲ့လိုပဲတတ္တဝါတိုင်းတတ္တဝါတိုင်းဟာဘေးရန်ကင်းကျင်ရကြောက်ကြရလန့်ရဟုတ်လား။တတ္တဝါတိုင်းတတ္တဝါတိုင်းဟာခန္ဓာကိုယ်ကျန်းမာရေးကောင်းမွန်ခြင်းဒီတိုင်းနေကောင်းနေရင်သာမသိတာနေမကောင်းတော့ဘူးဟိဆိုရမယ်ကျမ်းမာခြင်းလဲစိတ်ကအထုတ်အိတ်ပဲ ဟုတ်လားပြီးတော့တတ္တဝါတွေကပါတယ်နှလုံးစိမ်ဝင်ငြင်းအေးခြင်းနဲ့စိတ်ချမ်းသာခြင်းနဲ့